ိုးဆုံးကျူးလေးတွေရဲ့အတန်တွေလူငယ်တွေရဲ့အတန်တွေကိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောမယ့် podcast အစီအစဉ်ကိုမိတ်ဆက်ရင်းနဲ့ကြိုဆိုလိုက်ရပါတယ် ဒီຫນွေဦးတော်လန်ရဲ့အခင်းကျင်းတွေကြားထဲမှာဒီမကြားရတဲ့လူငယ်တွေရဲ့အတန်တွေဒီလူငယ်တွေရဲ့အတန်တွေကိုအကန့်အသတ်နဲ့ပဲထုတ်ဖော်ပြောနေရတဲ့အချိန်မှာလွတ်လွတ်လပ်လပ်နဲ့ဘာအကန့်အသတ်မှမရှိဘဲနဲ့ပေါ့ပေါ့ပါပါထုတ်ဖော်ပြောဖို့အတွက်ဒီလူငယ်တွေရဲ့အတန်ကိုထုတ်ဖော်ဖို့အတွက်ဒီ podcast အစီအစဉ်လေးဖြစ်လာတာပါဟုတ်ကဲ့ပါဒီ podcast လေးကတော်တော်ကိုမှကောင်းတဲ့အစီအစဉ်လေးပဲเนาะဟုတ်ကဲ့ပါရှင်အာဘယ်လာလို့ခေါ်ပါရဲဘယ်လာကတော့ကိုကျွမ်းကျင်ရ profession မှာ အာ volunteering လုပ်နေတဲ့လူငယ်တယောက်ပဲဖြစ်ပါတယ်။အာဘယ်လာကဒီ podcast မှာဆိုရင်လူငယ်တွေအတွက် comforting လည်းဖြစ်မယ် positive လည်းဖြစ်မယ် stress space လေးကိုဖန်တီးပေးသွားမှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါနီကိုကတော့နီကိုပါ minority right defender တယောက်ဖြစ်ပြီးတော့လက်ရှိမှာတော့ဒီ firefly လူငယ်တွေနဲ့တူတူဒီလူငယ်တွေအတန်တွေကိုထုတ်ဖော်ပြောဆိုဖို့အတွက်လုပ်နေပါတယ်ဆိုတော့ဒီ podcast လေးမှာလည်းနီကိုကဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ဒီအမှုပညာလူငယ်တွေနဲ့လူငယ်တွေကြားထဲကဒီ culture အကြောင်းကိုအဓိကထားပြီးတော့ပြောသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါတွေ့ရတော့ဝန်သားပါရနီကိုရေဒီ podcast မှာဆိုလို့ရှိရင်တော့ The Fireflies Facebook page ကနေပြီးတော့အပတ်စဉ်တောက်ကြနေည9:00နာရီတိုင်းမှာထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ podcast မှာဆိုရင်တော့ပြောသွားမဲ့သက်ဆိုင်ရာ topic တွေနဲ့သက်ဆိုင်ရာလူငယ် guest တွေကိုခေါ်ပြီးတော့အာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော် ဟုတ်ကဲ့ podcast ကလည်းဒီရည်ရွယ်ချက်လေးတွေလည်းကောင်းတယ်ပေါ့เนาะဆိုတော့ဒီဒီ podcast အစီအစဉ်မှာလူငယ်ဆိုတဲ့နေရာမှာဒီလူငယ်တွေရဲ့ပြောဆိုခြင်းနဲ့အရာတွေကိုအကန့်အသတ်မရှိဘဲနဲ့ positive sound နဲ့ ရှူတောင်းအနေပြောသားမှာဖြစ်တယ်။ပြီးတော့ဒီလူငယ်ဆိုတဲ့နေရာမှာလေမြန်မာနိုင်ငံအခင်းချင်းနဲ့ပတ်သက်တဲ့ဘလူလူငယ်မဆိုအခန်းခဏအစုံအဝေးပါဝင်မှာပေါ့နော်။ဒီပြည်တွင်းတွေကလူငယ်တွေလည်းပါဝင်မယ်။လူမြောက်နေမြေကလက်နက်ကင်လန်းစင်ကလူငယ်တွေလည်းပါဝင်မှာဖြစ်ပြီးတော့ဒီစစ်မှုထမ်းရှောင်ဥပဒေလိုမျိုးကနေလွတ်ရအောင်ပြေးလာတဲ့လူငယ်တွေအတန်တွေလည်းပါဝင်မယ်ပေါ့နော်။ဆိုတော့ဒီရဲ့ podcast ဆိုတာကကျွန်တော်တို့နိုင်ငံမှာဒီထွန်းကားနေတာကတိတ်မကြသေးဘူးဒါပေမဲ့နိုင်ငံတကာမှာဆိုလို့ရှိရင်ဒီလူငယ်တွေရဲ့ကြားထဲမှာစာမဖတ်ဖြစ်တာလဲကြာပြီပေါ့နော်ဆိုတော့အဲ့စာမဖတ်ဖြစ်တဲ့အကြားမှာဒီလူငယ်တွေကြားထဲကိုပြန့်ပြန့်နဲ့နဲ့အဝဲဖြစ်ဖို့အတွက်ဒီ podcast ရှင်ကြီးမှုကထွန်းကားနေတာလဲကြာပါပြီဆိုတော့ဒီ podcast ကကြာတော့လူငယ်တွေအတွက်စာအုပ်တအုပ်ဖတ်လိုက်ရတယ်လို့ပဲ podcast တစ်ပုဒ်ကလည်းအရေးကြီးပါတယ် ဟွန်းရွေကြလေးရလဲကောင်းလိုက်တာနော်ဆိုတော့ဘယ်လာနဲ့နီကိုနဲ့ကဘလူမျိုးလူငယ်ဆန်တဲ့ topic တွေကိုအပတ်စဉ်တောက်ကြနေတိုင်းမှာပြောသွားမယ်ဆိုတာကိုလာရောက်တိရှိပေးကြပါဦးနော်ဟုတ်ကဲ့ပါဒီအပတ်စဉ်လူငယ်ရဲ့အတန်တွေကိုကြားနာစင်မှုအတွက် Facebook page နဲ့ The Firefly YouTube channel တို့မှာအပတ်စဉ်တောက်ချနေည9:00နာရီမှာတွေ့ကြပါမယ်ခင်ဗျာ